နောက်နေ့မှာတော့ဇီရိုနိုးလာတဲ့ခါမှာတော့အင်ယိုရီအရင်နိုးနေတာကိုတွေ့လိုက်ရပါတယ်အမြင်ရင်ဇီရိုကပဲသူ့ကိုနှိုးနေကြမှုလို့ဒါကဇီရိုအတွက်တော့အံအားသင့်စရာပါပဲအင်ယိုကတော့သူ့နှိုးနေတာပုံမှန်ပါပဲလို့ပြောပြီးသူ့လှုပ်ရှားရှိတာတွေကြောင့်မနှက်ဆထူစားမှမဟုတ်လို့ပြောပြီးထွက်သွားပါတော့တယ်အဲ့ဒီခါမှာတော့ဇီရိုကတခုခုတော့မှားနေဆိုတာသိပြရပါတယ်ဒါကြောင့်အမလီယာနဲ့တွေ့ပြီးတော့အကြံဉာဏ်တောင်းမှုစားတောက်ဆိုင်အောင်သွားပါတော့တယ်သူရောက်တဲ့ခါမှာတော့သူ့ရဲ့အတ္တိတွေကလုံးရှိနေတာတွေ့လိုက်ရပါတယ်သူကအဖြစ်ပြက်တွေအားလုံးပြောပြပြီးသူတို့ရဲ့အကြံဉာဏ်ကိုတောင်းပါတယ် သူတို့အားလုံးကတော့တခုအရေးကြီးတာလုပ်နေတာဖြစ်မယ်လို့ပြောပေမဲ့0ကတော့မယုံကြည်နိုင်ပဲနဲ့ကောင်မလီနဲ့သွားတွေ့တာထင်တယ်လို့တန်တရားဝင်နေပါတယ်။ဒီချိန်မှာပဲအမလီကတော့အင်ယွန်နဲ့ပထမဆုံးအချိန်တွေ့ခဲ့ပုံကိုမေးလိုက်ပါတယ်။ဒါမှမဟုတ်0ကတော့ဝန်းနေသွားခဲ့ပြီးအထစ်ကိုပြန်အမှတ်ရသွားပါတယ်။အဲ့ဒီတော့ကတော့သူကတခွဲခန်းတစ်ခုမှာညှိမှန်းနှိပ်စက်ခံနေရပြီးစမ်းသပ်မှုတွေလုပ်နေရပါ ဒီချိန်မှာပဲအင်ယူရောက်လာခဲ့ပြီးသူ့ကိုကယ်တင်ခဲ့တာဖြစ်ပါတယ်။တရှိချိန်ကိုပြန်ရောက်တော့အမလီယာကတော့ဇီးရိုးမပြောချင်ရင်မပြောလို့ရတဲ့အကြောင်းပြောလိုက်ပါတယ်။ဇီးရိုးကလည်းနားလည်ပြီးတဲ့အတွက်ချီးစုတေစံကပြောလိုက်ပါတယ်။ဒါပေမဲ့သူတို့ထိုင်နေတုန်းမှာပဲရုတ်တရက်ကင်မရာတလုံးနဲ့သူတို့ရိုင်နေတဲ့ဒဇုံတယောက်ရှိနေခဲ့ပါတယ်။ဒီချိန်မှာပဲဇီးရိုးကိုစမ်းသပ်မှုတွေလုပ်နေတဲ့သိပ္ပံပညာရှင်ကိုတွေ့လိုက်ရပါတယ်။သူကတော့ဇီးရိုးကိုစောင့်ကြည့်နေပြီးမင်းတော်အတော်ကြီးလိုက်ဇီးရိုးလို့ပြောနေခဲ့ပါတယ်။တချိန်တည်းမှာပဲဂျက်ကလည်းရောက်လာခဲ့ပြီးသူကဒီဆိုင်မှာအလုံးလုံးနေခဲ့တာပါ။ ဇက်ကတော့သူ့တမီးတွန်တစားချေပြီးတော့မြို့ပြန်လာပြီးအရင်လိုပဲလှုပ်လှုပ်နေကြတာဖြစ်ပါတယ်တပတ်မှာတော့အင်ယောကတော့ငငယ်ကရှူရင်းနဲ့ဒူနေခဲ့တဲ့အင်ကိုသွားပြီးတန်ရှင်းလုံနေပါတယ်။သူက၄နှစ်ကြာပြီးမှဒီကိုပြန်ရောက်တာပါ။တန်ရှင်းလုံပြီးတဲ့နောက်မှာတော့သူကအနားယူလာပြီးရှူရင်းနဲ့နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကိုမှတ်ရသွားပါတယ်။အဲ့ဒီတော့ရှူရင်းကတော့သူ့ကို0ကက်တင်ပြီးကာဝယ်ရေးဖို့တောင်းဆိုခဲ့ပါတယ်။သူဒီရာရင်ကိုမှတ်ရနေ၄နှစ်ရှိပြီ။ကျွန်တော်ခင်ဗျားကိုမတွေ့ရသေးဘူးလို့သူ့ကိုသူပြောနေခဲ့ပြီးတော့0ကစိတ်ပူနေမှာဖြစ်လာကြအောင်အခုပဲထပ်သားဖို့ပြင်လိုက်ပါတယ်။ တစ်ဖက်မှာတော့ဇီရိုကအင်ယိုရောက်နေခဲ့ပါပြီ။ဒါမဲ့ရုတ်တရက်ပဲအင်ယိုရဲ့ကလတ်ထိုင်မှာတစုံတယောက်ထိုင်နေတာတွေ့လည်ရပါတယ်။အဲ့ဒီလိုကလှက်ကြည့်လိုက်တဲ့ခါမှာတော့ဇီရိုကတကယ်ကိုထင်လန့်သွားခဲ့ပါတယ်။ဟုတ်ပါတယ်။အဲ့ဒါကတော့ဇီရိုအရင်တော့ညှဉ်းပန်းနှိပ်စက်ပြီးစမ်းသပ်မှုတွေလုပ်ခဲ့တဲ့လူပါပဲ။ဒါကြောင့်ဇီရိုကတော့သူ့ရဲ့ဆွမ်းအားကိုတက်သွင်းမှုအမြန်ကြိုးစားပေမဲ့ရုတ်တရက်ပဲသူ့နောက်ကနေတစုံတယောက်ပေါ်လာခဲ့ပြီးတော့သူ့တားလိုက်ပါတယ်။ဇီရိုကတော့သူ့ဒီနေရာကတခင်းရဲ့နေရာခမည်းရဲ့နေရာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီလူကတော့ဒေါသတကြီးနဲ့ငါမင်းရဲ့တခင်ပဲ။ လုံခဲ့တဲ့လင်းနှစ်ကလေးကငါမင်းသခင်ပဲအမြဲတမ်းလည်းမင်းရဲ့သခင်ဖြစ်နေုံပါပဲလို့ပြောလိုက်ပါတယ်။ဒီချိန်မှာပဲသူက0ကိုအရင်တော့သူ့ထင်းချုပ်ခဲ့တဲ့လက်ဘက်ကိုပြပြီးတော့တခွဲခန့်ကိုပြန်လာဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့0ကတော့ညင်းလိုက်ပါတယ်။ဒါကြောင့်ပဲအဲ့ဒီလိုကတော့တန်တန်ဆိုင်ထဲမှာရှိနေတဲ့မြင်ကွင်းကိုပြပြီးတော့မင်းခုထောင်းမဝင်ငါသူ့ကိုတတ်လိုက်မယ်လို့ချိန်ချောင်းလိုက်ပါတယ်။အမေ0ကတော့မင်းအဲ့လိုလုံငါတခင်ကမင်းကိုဒီတိုင်းထားမှမဟုတ်လို့ပြောက0ကတော့လက်ပတ်ကိုဝှေ့ဖို့ညှင်းဆန်နေပါတယ ဒီချိန်မှာပဲတန်တန်းဆိုင်တဲ့လူတယောက်ဝင်လာပြီးနေရာတစ်ခုလုံးကိုဖောက်ခွဲပစ်လိုက်ပါတယ်။ဇီရိုကတော့လုံအောင်ထင်းလန့်သွားခဲ့ပြီးစကားမပြောနိုင်တော့ပါဘူး။အဲ့ဒီလူကတော့ဘာတုံဖြစ်ပါတယ်။သူကတော့မင်းငါစကားအခုမနာခံမင်းချစ်ခင်ရတဲ့သူတွေအများကြီးတော့ထတ်တတ်အောင်မယ်လို့ပြောလိုက်ပါတယ်။ဇီရိုကတော့တခြားရွေးချယ်စရာမရှိတော့ဘူးဆိုတာသိလိုက်ပြီးသူ့စကားကိုနားထောင်ပြီးသူနဲ့ထူလိုက်သွားပါတော့တယ်။တစ်ဖက်မှာတော့အင်ယောကရဟန်းရင်ထဲမှာရှိနေပြီးအင်ယောပြန်လာနေရပါတယ်။သူအိမ်ထဲဝင်သွားတာနဲ့ဇီရိုကိုခေါ်ပေးမယ်အတန်မကြားရပါဘူး။ ဒါကြောင့်ဘာဖြစ်လဲဆိုတာသွားကြည့်ဖို့သူ့အခန်းထဲဝင်သွားတဲ့အခါမှာတော့ဘာတုံးကသူ့အတွက်ဗီဒီယိုတစ်ခုချန်ထားခဲ့တာကိုတွေ့လိုက်ရပါတယ်။ဗီဒီယိုထဲမှာတော့ဘာတုံးကငါအခု0ခေါ်သွားပြီ။ပင်းတိရအကုန်လုံးကိုလည်းတတ်တော့မှာဒါရီအကုန်လုံးကမင်းကိုလက်စားချေဖို့ပဲလို့ပြောထားပါတယ်။အဲ့ဒီအခါမှာတော့အင်ယောကအတိတ်တော့0ကိုကယ်တင်ဖို့သွားခဲ့တော့ကတော့သိပ္ပံပညာရှင်တွေက0ကိုညှိမှန်းနှိမ့်ဆက်နေရတာကိုတွေ့လိုက်ရတာကိုပြန်မှတ်ရသွားပါတယ်။ဘာတုံးကတော့0ကိုတားရဲတွေနဲ့တိုက်ခိုင်းခဲ့တာပါ။ ဒါပေမဲ့အင်ယူရောက်လာတဲ့ခါမှာတော့ဇီးတို့ညှဉ်းပန်းနှိပ်စက်တဲ့ကိရိယာကိုဖျက်ဆီးပစ်လိုက်ပြီးတော့ဘာတုံလဲတက်ခိုက်ပြီးတိပ်ပံပညာရှင်တွေကြားမှာသူ့ကိုအချက်ခွဲခဲ့ပါတယ်။ဒါကြောင့်ဘာတုံကအင်ယူဒေါသတကြီးနဲ့လက်စားချစ်ခြင်းနေတာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ဘာတုံကအင်ယူလက်စားချစ်မှုစတင်မလို့မယ်လို့ပြောလိုက်ပါတယ်။ဒီချိန်မှာပဲအင်ယူကူညီခဲ့တဲ့အသည့်တွေအကုန်လုံးကတော့ရုတ်တရက်ပေါ်လာခဲ့တဲ့ခေါင်းဆုံးဆွထားတဲ့လူတွေနားမှာပောက်ကွဲသွားတာကိုတွေ့လိုက်ရပါတယ်။အင်ယူကတော့ဒါတွေအကုန်လုံးကိုမြင်ပြီးဒေါသထွက်သွားခဲ့ပါတယ်။မင်းသက်ရှင်နေခဲ့ငါမင်းကိုပထမဆုံးချိန်တွေ့ခဲ့တဲ့နေရာမှာစောင့်နေမယ်လို့ပြောလိုက်ပါတယ်။ ီချိန်မှာပဲအင်ယိုကတော့သူ့နောက်ကိုလှည့်ကြည့်လိုက်တဲ့ခါမှာတော့ဖောက်ခွဲတဲ့လူတွေကတရားကိုတွေးလိုက်ရပြီးသူယုံကန်းလည်းပောက်ကွဲသွားခဲ့ပါတယ်။တပတ်မှာတော့ဘာတုံးကကောက်ချစ်စွာနဲ့ရည်နေပြီးတော့ဓာအဆပဲရှိသေးတယ်။ပျက်စီးမှုတွေအများကြီးကြံသေးတယ်လို့ပြောနေခဲ့ပါတယ်။ပြီးတာနဲ့ဘာတုံးကတော့ဇီရိုကိုတက်ခွဲခန်းကိုခေါ်သွားပါတယ်။ဇီရိုကတော့အယံဝန်းနဲ့နေပြီးလုံငယ်လေးနှစ်ကြာသူကြုံခဲ့ရတာတွေကိုအမှတ်ရသွားပါတယ်။တကယ်လို့သူတို့ကသူမဖို့လုခဲ့တာတွေကလူသားဆန်မနေခဲ့ပါဘူး။သူမလည်းထိုင်နေတော့မှပဲရုတ်တရက်လူတစ်ယောက်ကတော့သူ့ရှီကိုတော့တချောင်းတုံးပြီးအစားအစာယူလာပေးပါတယ် သူကဘဘူးလဲဆိုတာသိချင်းလို့လှမ်းကြည့်လိုက်တဲ့ခါမှာတော့ငငယ်ကမြေတွေးခဲ့ရတဲ့ကောင်းလေးကိုတွေးလိုက်ရပါတယ်။သူကတော့ဘာတွန်ရဲ့ဆန်သက်ခံနံပါတ်6ဖြစ်ပါတယ်။0ကတော့ကောင်းလေးကိုမင်းလည်းအစွမ်းနဲ့လာလို့မိလိုက်ပါတယ်။ကောင်းလေးကတော့သူကအရင်အစွမ်းရှိခဲ့ပြီးအခုတော့မဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်။ 0ကတော့သူစကားကိုနားမလည်တာကြောင့်သူကတော့0ထွက်ပြေးတော့တခွဲခန့်မှရှိတဲ့လူတွေအားလုံးလည်းထွက်ပြေးခဲ့ကြတယ်လို့ပြောပြလိုက်ပါတယ်။ဒါမှတနည်းမှာတော့ဘာတုံးကသူတို့ပြန်ချရပြီးတခွဲခန့်တွေကိုပြန်ခေါ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကံမကောင်းစွာနဲ့ပဲသူ့ရဲ့စမ်းသပ်မှုတွေအောင်မြင်ခဲ့ပြီးတော့ကောင်းလေးတွေရဲ့စွမ်းအားတွေအကုန်လုံးလည်းသူကယူသွားခဲ့ပါတယ်။တစ်ဖက်မှာတော့အင်ယိုကအသက်ရှင်နေပါသေးတယ်။ဘာလို့လဲဆိုတော့သူကနောက်ဆုံးပောက်ကွဲတော့မဲ့အချိန်မှာပဲသူ့ကိုယ်သူကကွယ်ဖို့တိုင်းတစ်ခုဖန်တီးပြီးလွတ်မြောက်နိုင်ခဲ့ပါတယ်။ပြီးတော့သူကအမိုးဖို့တက်လာပြီးရဟန်းအင်ကိုစီးပြီး0ကယ်တင်ဖို့တခွဲခန့်စီသွားနေပါပြီ။ တဖက်မှာတော့ဘာတောင်းကတော့ကောင်လေးတွေကောင်လုံးကိုစုဝေးလိုက်ပြီးတော့သူရဲ့မစ်ရှင်ပြီးဆုံးတော့မယ်လို့ပြောလိုက်ပါတယ်။ပြီးတော့သူကစံတက်ခန့်ကောင်လေးတွေစီကိုပောက်ခွဲတတ်တဲ့ကင်မီကောက်တွေကိုလွှတ်လိုက်ပါတယ်။ဒီကင်မီကောက်တွေကတော့ချိန်ဆိုင်ပုံလို့ပဲခလုတ်ကိုနှိပ်တာနဲ့ပောက်ကွင်းနိုင်ပါတယ်။ကင်မီကောက်တွေကတော့ကောင်လေးတွေစီကိုသွားပြီးသူရဲ့အုံနောက်ထဲကိုတွဲကပ်လိုက်ပါတယ်။ဒီပါတွန်ဆိုတဲ့လူကအတော်ယုံမှတဲ့လူပါပဲ။ တချိန်လေးမှာပဲအင်ယောကတော့တခွဲခန်းသားကိုရောက်လာခဲ့ပါပြီ။သူကလေဝတ်တပီးစမ်းသက်ခန်းစီကိုဥတီသွားနေပါတယ်။တစ်ဖက်မှာတော့0က1နဲ့နေပြီးအင်ယောကလာပြီးသူ့ကိုကူညီဖို့မျှော်လင့်နေပါတယ်။ဘာတောင်းကတော့သူ့ရဲ့မျက်နှာပေါ်ကမျှော်လင့်ချက်တွေကိုမြင်တဲ့အခါမှာတော့အရာတွေကိုဖျက်ဆီးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်သူကအင်ယိုပေါက်ကွဲသွားတဲ့ဗီဒီယိုပြလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဇီးရိုးမျက်လုံးစီးထားတာကြောင့်အရင်ကမမြင်ခဲ့ရလို့ပါ။ဒီဗီဒီယိုမြင်လိုက်တာနဲ့ဇီးရိုးကဝန်ထမ်းမှုတွေနဲ့ပြင်းထန်သွားပြီးမျောလင်းချက်တွေလုံးဝပြတ်ဆုံးသွားခဲ့ပါတယ်။ပြီးတာနဲ့ဝန်ထမ်းစွာနဲ့ပဲငိုနေပါတော့တယ်။ သူ့ရဲ့ပုံစံကတော့တကယ်ကိုစိတ်မကောင်းကြပါအဲ့ဒီချိန်လေးတွေ့မှာပဲဇီရိုကတော့အင်ယိုနဲ့တူကုံဆုံးခဲ့တဲ့အချိန်တွေသူတို့ရဲ့ကြည်နူးစရာခိုက်တက်တွေနဲ့အမတ်ရစရာတွေပြတ်မှတ်မိသွားပါတယ်သူကမတက်နိုင်တော့ပေမဲ့သူလုံးနိုင်တာကတော့ငိုတာပဲရှိပါတော့တယ်တစ်ချိန်တည်းမှာပဲအင်ယိုကတော့လင်းဝင်လူထပ်ပေါက်တရားတက်စင်တခွဲခန်းနဲ့ဝင်သွားနိုင်ခဲ့ပါတယ်ဒါမှရုတ်တရက်ပဲသူ့ရှိမှာဘာတုံးရဲ့ဆန်တက်ခန်းနေရာဝိုင်းရံထားတာတွေ့လဲရပါတယ်ပါတော့ကတော့ TV မှာပေါ်လာခဲ့ပြီးသူစမ်းသပ်ခန့်တွေကအရင်ကလိုပဲပောက်ကွဲနိုင်တယ်လို့အင်ယိုပြောပြပါဗျ။အင်ယိုကတော့သူစကားကိုဂရုမစိုက်ပဲ0ကပုံမှန်လေးလို့ဒါမေးလိုက်ပါဗျ။ ါမဲ့ဘာတုံးကတော့ချက်ချင်းပဲပြန်ဖြေပေးတယ်။သူကတော့စမ်းတက်ခန့်တွေအင်ယိုတိုက်ဖို့အမိန်ပေးလိုက်ပါတယ်။သူတို့တွေလည်းတိုက်ခိုက်ကြပါမယ်။အင်ယိုကတော့သူတို့တိုက်ခတ်မှုတန်းနှိမ့်မြန်စွာရှောင်သိမ်းနိုင်ခဲ့ပါတယ်။ဒါမဲ့ရုတ်တရက်ပဲမျောမျောလင်းပဲသူတို့တွေကတယောက်ကတော့အင်ယိုနောက်ထပ်ပြေးသွားကဘုံဆူပြီးပေါက်ခွဲသွားခဲ့ပါတယ်။ကံကောင်းစွာနေပဲအင်ယိုကတော့နောက်ဆုံးသူ့ရဲ့တားရောအုံပြူပြီးတိုက်ခိုက်မှုတားစီနိုင်ခဲ့ပါတယ်။ဒါမဲ့ဘာတုံးကတော့မရက်တက်မယ်နဲ့နောက်ထပ်၃ယောက်ကိုသူနောက်ကိုချီကပ်ခံပြီးတော့အဆောက်အုံတစ်ခုလုံးတုံခါသွားစီနိုင်တဲ့အထိအင်အားပြင်းတဲ့ပေါက်ခွဲမှုတစ်ခုလုံးလိုက်ပါတယ်။ ီပေါက်ကွင်းမှုတွေကြားထဲမှာတော့အင်ယောကတော့အသက်ရှင်ကျန်ရေးခဲ့ပြီးသူ့ကိုတရားနိုင်ငံသားရစေပါတယ်။ဘာလို့လဲဆိုတော့အင်ယောကသူ့လက်အိတ်ကိုတုံးပြီးသူ့ကိုသူကာကွယ်နိုင်ခဲ့တယ်ဆိုတာသိရရပါတယ်။ဒါမဲ့သူလှုပ်ရှားလို့မရအောင်တရားနိုင်ငံရခဲ့ပါတယ်။ဒီချိန်မှာပဲဘာတုံကတော့အဲ့ဒီနေရာကိုရောက်လာခဲ့ပါပြီ။အင်ယောကလည်းအရန်တော်သားထွက်သွားပြီးထားရလိုက်တာသူ့ကိုဓာတ်နဲ့တတ်ခတ်လိုက်ပါတယ်။ဒါမဲ့ဘာတုံဟာသူ့ရဲ့ခြေတော်ဓာတ်နဲ့ပြန်ထိုးလိုက်ပြီးမိတန်ရာရတင်သေးဆိုတာမမိနဲ့။ပြီးတော့ငါကလည်းမင်းတို့အစွမ်းရသွားပြီကွာလို့ပြောလိုက်ပြီးမကောင်းဆိုးဝါးဆန်ဆန်ကြီးလိုက်ပါတယ်။ဒါကြောင့်မယ်အင်ယောကတော့သူ့ကိုတိုက်ဖို့ပုံတလုံးကိုဖန်တီးလိုက်ပါတယ်။ သူကတော့အဲ့ဒါကိုဖောက်ခွဲတော့မယ့်ချိန်မှာပဲဘာတွန်းကလည်းအဲ့ဒီနေရာကဘုံတလုံးအတက်သွင်းလိုက်ပြီးတော့ပောက်ကွဲသွားစီပါတယ်။အင်းကတော့မြေပြင်ပေါ်လဲကျသွားပြီးကံမကောင်းသွားနေပဲသူ့ရဲ့ဘုံကိုအတက်မသွင်းနိုင်ခဲ့ပါဘူး။ဘာတွန်းကလည်းအခွင့်အရေးကိုတုံးချဖို့ဆုံးဖြတ်လိုက်ပါတယ်။ပြီးတာနဲ့ချက်ချင်းပဲဓာတ်အုပ်ဖြောက်ကတိမောက်တစ်ခုဖန်နီးလိုက်ပါတယ်။ဒါတော့အင်းကိုလွယ်လွယ်နဲ့မတည်စီနေပဲအရင်ဆုံးနှိမ့်မနှိမ့်ဆက်ချင်တာကြောင့်ကသူကတော့အင်းကိုတိမောက်နဲ့တတ်ခတ်လိုက်ပေမဲ့အင်းကတော့အဲ့ဒါကိုဒိုင်းကနေတားစီလိုက်ပါတယ်။ဒါမဲ့သူကတော့ဒိုင်းမရှိတဲ့တစ်ဖက်ကိုဆက်တိုက်ရိုက်လိုက်ပါတယ်။ ဘာတုံးကတော့ရက်ဆက်စွာပဲဇတိုက်ရနေရပြီးအင်ယိုတိုက်ခိုက်နေပြီးတော့သွေးတွေပါထွက်နေခဲ့ပါတယ်။ရုတ်တရက်ပဲအင်ယိုကတော့ဘုံတလုံးဖန်တီးလိုက်ပြီး0ကိုဖန်ထားတဲ့အခန်းစီပြစ်လိုက်ပါတယ်။ပြီးတာနဲ့အဲ့ဒါလည်းအခန်းပရင်မော့ရှီကိုလွင်သွားပြီးပောက်ကွဲသွားခဲ့ပါတယ်။ဒီချိန်မှာပဲအင်ယိုကတော့0ကိုအတန်ကုန်အော်လိုက်ပြီးတော့မဆိုးရိမ်နဲ့ငါတက်ရှင်နေသေးတယ်လို့ပြောလိုက်ပါတယ်။ကော်မလီကတော့ဒီတန်ကြားလိုက်တာနဲ့ရင်းအောင်ပြောသွားခဲ့ပါတယ်။ဘာတုံးကတော့အင်ယိုဇတိုက်တိုက်ခိုက်နေပြီးလုံးဝတနာစင်မရှိပါဘူး။နောက်ဆုံးမှာတော့သူစိတ်ကုန်သွားခဲ့ပြီးဓာတ်တချောင်းဖန်တီးကအင်အိုတိုက်လိုက်ပြီးတော့သူ့ရဲ့ကြောကုန်ဓာတ်နဲ့ခုတ်လိုက်ပါတယ် ပေးတာနဲ့တော့ခုဒူးထောက်ပြီးတောင်းပန်လာရင်ငါဇီရိုကိုလွှတ်ပေးမယ်လို့ပြောလိုက်ပါတယ်။အီမော်လည်းတကယ်လုံးတော့မယ်ဆဲဆဲမှာပဲတခွန်းခန်းအောက်မှာရှိတဲ့ဇီရိုကတော့သူ့ကိုအော်ခေါ်လိုက်ပြီးတော့ကျမတို့ကဘသူ့မှာဒူးမထောက်ပါနဲ့လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲသူမကလည်းသူ့ရဲ့ဆွမ်းအားတွေစူးစီးရမယ်ဆိုတာသိလိုက်ရပြီးတော့ဆွမ်းအားတွေကိုစူးစီးကလေဘက်ကိုဖြုတ်လိုက်ပါတယ်။ပေးတာနဲ့ဒရုန်းကိုလည်းဖန်တီးလိုက်ပါတယ်။တချိန်တည်းမှာပဲဘာတုံးကတော့အင်ယိုတက်ပြတော့မယ်ဆဲဆဲမှာဒရုန်းရောက်လာခဲ့ပြီးသူ့ကိုတက်ခိုက်လိုက်တာလဲကြသွားစီပါတယ်။ဒီချိန်မှာပဲအင်ယိုကတော့သူ့ရှီကိုသွားပြီးသူ့ရဲ့ဆက်ရုပ်လက်နဲ့နှစ်ဖို့ကိုတောက်လိုက်ပြီးတော့ ဘာတုံးကိုဝဲယူပြစ်ထုတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဇီးရိုးကသူ့ကို drone နဲ့ခေါ်သွားခဲ့ပြီးသူ့ရင်နာကိုဆင်းလာကဒီပြဿနာတွေအကုန်လုံးဖြစ်စေခဲ့တဲ့အတွက်တောင်းပန်လိုက်ပါတယ်အီရောတော့ဒါဘာမှမဟုတ်ငါတို့ပထမဆုံးတွေ့ခဲ့တဲ့ကမင်းကိုကာကွယ်ပေးမယ်လို့ခရီးပေးခဲ့တာမင်းလေအခုစကားအများကြီးမပြောနေတော့ငါပိုက်စားလိုက်လို့ပြောလိုက်ပါတယ်ဇီးရိုးကလည်းဒါကိုကြားလိုက်တာနဲ့အရင်ပြောသွားပြီးကောင်းပါပြီတော့ဆားကြစို့လို့ပြောလိုက်ပါတယ်ဒါမှမဟုတ်အရာရာတိုင်းကအဲ့လိုလွန်လွန်နဲ့ပြီးမသွားသေးပါဘူးတစ်ချိန်တည်းမှာပဲဘာတုံးကပေါ်လာခဲ့ပြီးတော့ မင်းတို့ကဒီလောက်လွယ်လွယ်နဲ့ဖယ်ရှားနိုင်မယ်လို့မထင်နဲ့လို့ပြောလိုက်ပါတယ်။ပိတာနဲ့သူကချက်ချင်းပဲမာကမဲတိုက်ခတ်တီးတီးချို့ယူစားလိုက်ပြီးတော့ရုတ်တရက်ပဲသူ့အပေါ်အလင်းရောက်တစ်ခုကြားရောက်သွားစေပါတယ်။ပိတာနဲ့သူကအတန်ကုန်အော်ဟစ်လိုက်ပြီးမြေပြင်ပေါ်လဲကျသွားပါတယ်။ဒီချိန်မှာပဲသူကမကမဲတိုက်ခတ်တားရဲတွေနဲ့တူတဲ့ကြောင်းမဖွဲကောင်းတဲ့ပုံစံတစ်ခုဖြစ်ပြောင်းသွားခဲ့ပါတယ်။သူကတော့အင်အိုတိုက်ခိုက်လိုက်ပြီမြေအင်အိုကတော့ဒိုင်းနဲ့တိုက်ခိုက်မှုကိုတားဆီးလိုက်ပါတယ်ပြီးတာနဲ့ချက်ချင်းပဲဓာတ်တချောင်းပိုင်နေပြီးသူကဘာတုံးတိုက်ခိုက်လိုက်တာသူ့ရဲ့ကောင်းကိုဖျက်ပစ်လိုက်ပါတယ်ဒါမှမဟုတ်အန်အားသိမ့်စရာကတော့ဘာတုံးကပြန်ကောင်းလာတာပါပဲ ီးရနေတော့အင်ယူတက်ခတ်လိုက်ပြီမယ်အင်ယူကတော့တက်ခတ်မှုတိုင်းရှောင်းတင်းနိုင်ခဲ့ပြီးတော့ဒီထဲမှာဘလော်ဒုံးလေးတွေဖန်တီးကခုန်နေခဲ့ပါတယ်ဒါမဲ့ရုတ်တရက်ပဲသူချော်လဲပြီးပြုတ်ကျတော့မယ်ဆဲဆဲမှာပဲ0ကတော့ကဲတင်နိုင်ခဲ့ပါတယ်အင်ယူကတော့0ကိုအပြင်ထွက်ပြီးအပေါ်ခေါ်သွားပြီးကိုတောင်းဆိုလိုက်ပါတယ်0ကလည်းတကယ်ပဲအပေါ်ခေါ်သွားလိုက်ပြီးဘာတုံးကလည်းသူ့နောက်ကိုအမြန်ဆုံးလိုက်သွားပါတယ်။ဒါမဲ့0မှာတော့ခက်ခဲတဲ့မရှင်တစ်ခုရှိနေခဲ့ပါတယ်။ဒါကတော့ AO ပန်ကာတရားနေတစဉ်ထိခိုက်မှုရှိပဲထွက်နိုင်သေးဖို့ပါ။ဒါမဲ့သူမှလည်းနည်းနည်း AO site က AO အောင်မြင်စွာထုတ်နိုင်ခဲ့ပါတယ်။ ဒီချိန်မှာပဲဘာတုံးကလည်းပန်ခါတွေကိုဖျက်ဆီးတာထွက်လာခဲ့ပါတယ်။အင်းကလည်းမြေပြင်ပေါ်ဆင်းလာခဲ့ပြီးတောင်းငါမစီစဉ်ခဲ့ဘူး။ဒါပေမဲ့တခြားရွေးချယ်စရာမရှိတော့ဘူးလို့ပြောလိုက်ပါတယ်။တချိန်ထဲမှာပဲဘာတုံးကလည်းအင်းကိုတတ်ခတ်လိုက်ပေမဲ့အင်းကတော့ရုတ်တရက်လေးတက်ခုံတက်ကအရင်ကဖန်တီးခဲ့တဲ့စီယိုလက်ထံအများကြီးကြီးတဲ့အေယာမလက်တွေကိုဖန်တီးလိုက်ပါတယ်။ပြည်ထောင်နေတော့ဘာတုံးဖိချလိုက်ပြီးတော့နောက်ဆုံးမှတော့အဆုံးသတ်နိုင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အင်ဝ0ခေါ်ပြီးလှေပေါ်တက်ခါသူရဲမျိုးပြန်သွားခဲ့ပါတော့တယ်။ဒါမဲ့0ကတော့သူ့တကယ်ချင်းနဲ့အကုန်လုံးတော့1နဲ့နေပါတယ်။ အီယိုကတော့သူမဒီမှာနားထောင်လိုက်လို့ပြောပြီးဖုန်းတောင်ဖွင့်ပြလိုက်ပါတယ်။ဖုန်းထဲမှာတော့အမလီယာရဲ့အတန်ပါပဲ။အမလီယာလည်းမတည်ပါဘူး။သူတို့တွေကဘယ်သူမှလည်းမတည်ခဲ့ပါဘူး။ဂျက်ကတော့စားတောက်ဆိုင်မှာသူ့ကိုယ်သူကာကွယ်နိုင်ခဲ့တာကြောင့်ပောက်ကွဲမှုကထိခိုက်မှုရှိခဲ့လို့ပါ။ဒီစံကားကလည်းပောက်ကွဲတဲ့ကိုခံနိုင်အောင်တိဆောက်ထားတာဖြစ်ပါတယ်။အမလီယာနဲ့သူ့ရဲ့ဖီးယားလေးလေးမောမှာခုန်လုံခဲ့ကြပြီးသူတို့လည်းဘာမှမဖြစ်ခဲ့ပါဘူး။ကန်ဆိုးတဲ့တန်တန်တယောက်ထဲကသာဒဏ်ရာနိုင်ငံရရှိခဲ့ပါတယ်။ဒါကြောင့်အီယိုကလည်းသူတို့အားလုံးဘေးကင်းအောင်အတီးပြူပြီးမှဖုန်းဝင်ချလိုက်ပါတယ်။ ပြီးတာနဲ့တော့0တနေ့ချံကမဂမေတရဲ့အနက်ဆုံးနေရာတော့သွားမှာပေါ့မင်းတို့ဘာငါနဲ့တူရှိစေချင်တယ်လို့0ကိုပြောလိုက်ပါတယ်0ကလည်းဒါကိုကြားလိုက်တာနဲ့အရင်ပျော်ရှင်သွားခဲ့ပြီမဆိုရင်ပါလေကျမအမြဲတမ်းတခင်ရဲ့ဘေးမှာရှိနေပြီးကုညီပေးပါမယ်လို့ပြောလိုက်ရင်လည်းဒီ enemy လေးလည်းပြီးဆုံးသွားခဲ့ပါတယ်ကျွန်တော်တို့ရဲ့ enemy လေးကလည်းဒီမှာရင်ပြီးဆုံးသွားခဲ့ပါပြီဒီဗီဒီယိုမပိတ်ခင်မှာတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ဗီဒီယိုလေးကိုကြိုက်ရင်လည်း like ပေးခဲ့ဖို့မမေ့ပါနဲ့နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ